အိန္ဒိယနိုင်ငံလေပိုင်းမှာမေလ22ရက်နေ့ကအိန္ဒိယကွန်မန်ဒိုများဟာမော်ဝါဒီတပုံ25ဟုကိုချေမှုန်းနိုင်ခဲ့ကြောင်းရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။အိန္ဒိယဟာနက်ဆာလိုက်ကျွာကိုအစွဲပြုပြီးအမိပေးထားတဲ့နက်ဆာလိုက်တောင်းချမ်းမှုရဲ့လက်ကျန်မော်ဝါဒီတပုံများကိုအမြင့်ဖြတ်ချေမှုန်းတဲ့စစ်စင်ရေးကိုဆင်နွှဲနေချိန်မှာမော်ဝါဒီတပုံ25ဟုကိုချေမှုန်းခဲ့ခြင်းဖြစ်ပါတယ်။နက်ဆာလိုက်တောင်းချမ်းမှုဟာလွန်ခဲ့တဲ့နှစ်ပေါင်း60နီးပါးကလေးကအစိုးရကိုဆက်ကျင်တိုက်ခိုက်တဲ့လှုပ်ရှားမှုဖြစ်ပါတယ်။ 1969ခုနှစ်ကနယ်စာလိုက်ကြေးရွာသွားများဟာ၎င်းတို့ရဲ့မြေရှင်ပရိသတ်များကိုစန့်ကျင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအဲ့ဒီအချိန်မှစပြီးယနေ့အချိန်ထိတပုံများစစ်သားများနဲ့အရဲသားများစုစုပေါင်း12000ကျော်တည်ဆုံခဲ့ပါသည်။တောင်ကျမ်းမှုများမြင့်ဆုံးအချိန်ကာလဖြစ်တဲ့2000ပြည့်နှစ်အလယ်ပိုင်းကတပုံများဟာအိန္ဒိယနိုင်ငံရဲ့သုံးပုံတပုံနီးပါးကိုထိန်းချုပ်ခဲ့ပြီးတပုံအင်အား15000မှ2000ထိရှိခဲ့ပါသည်။အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာချက်ဟက်တက်ကပ်ပြည်နယ် နရယန်ပူရခိုင်မှာရှိတဲ့တောင်းများတွင်ဖြစ်ပွားခဲ့ကြောင်းပြည်내ရဲတပ်ဖွဲ့ရဲ့ရဲရာရှိဖြစ်သူဗီဗီဂါနန်စင်ဟာကပြောကြားခဲ့ပါတယ်။အိညာဆိုရဟာလာမယ့်နှစ်မေလ31ရက်မတိုင်မီနေဆာလိုက်တောင်ချမ်းသူများကိုအမြင့်ဖြတ်ချိန်မုံရန်တနိဋ္ဌန်ချထားကြောင်းပြည်ရေးဝန်ကြီးအမီရှားကပြောကြားခဲ့ပါသည်။